ချစ်ငယ်သားရဲ့တမီးတွေကိုလာအားပေးတယ်။ Okay now fighting 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 uh we know you have to be say မရသည်ဖြစ်စေရှေ့ပြန်ခြင်းဟာအဓိကပါပဲ။ Okay now အဲ့တော့ကျွန်တော်သားရဲ့တမီးတွေအားလုံးကိုပေးတဲ့လက်ထဲကိုအပ်ပါတယ်။အဲ့ချစ်ငယ်ကလာပြီးတော့သားရဲ့သမီးတွေလာအားလာအားပေးတာပါနော်။ ဟိုကြော်ဦးလေးဆိုတာကတားလေးလေးကိုကစပြီးရွေးခဲ့တဲ့ตาလေးလေးနတ်နေလေးရောကြော်ဦးလေးရောခွင့်ခွင့်ခွင့်ပြီးလေးရောအဲ့တော့သူတို့ချစ်ငယ်လာအားပေးတာနတ်ပြီးတော့ဟိုမရသွားတဲ့ခလေးတွေကိုချစ်ငယ်ခိုးအားလာပေးတာပါမြမစတားကချစ်ကလေးဖိတ်ခေါ်လို့ချစ်ကလေးလာခဲ့ချစ်ဖြစ်ပါလေအားလုံးကြိုရှင်ကြပါမယ်ထင်ပါတယ်ဝမ်းသာကြပါမယ်ထင်ပါတယ် ြန်ပြီးစကားလေးလည်းပြောပေးပါဦးသူကဂီတာလောကနေဆောက်ရှောက်ကြပြီဆိုတော့လေအားလုံးအတွက်ပေါ့ဟုတ်ကဲ့အာအဲ့ဒီပညာလောကကိုခလေးတွေဆောက်ရှောက်ပြီဆိုတော့လေခလေးတွေကိုလည်းချစ်ကြရအပ်ပါတယ်ဒီတော်တဲ့ခလေးတွေကိုဝန်းရံပေးခြင်းအားလည်းမင်္ဂလာတပါပါနော်တော်တဲ့လူကိုခိုးအားပေးခြင်းအားလည်းမင်္ဂလာတပါပါပဲအကြောင်မို့လူငယ်လေးတွေကနောက်အနာဂတ်အတွက်အရန်လိုအပ်ပါတယ်အကြောင်မို့လူငယ်လေးတွေချစ်ကြရပို့ပြီးတော့ချစ်တယ်ပို့ပြီးတော့တူအားပေးမိတယ်ချစ်ကြအငယ်လေးချစ်တာ မရဲ့တားရဲ့သမီးအားလုံးကလည်းမမရဲ့မြေတောင်ခံထားကြတယ်ပေါ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကြားလည်းကြားလည်းမလည်းအားလေးလည်းပြောပြအဲ့ဒါတားတို့လည်းတွေ့ရတဲ့အတိုင်းနဲ့လေမမီလောင်မဖြစ်မဲ့မမီလောင်မဖြစ်မရောက်လာတာပေါ့နော်ခလေးတွေကကိုယ်ချစ်မှန်းသိတော့ကိုယ်ဝန်နေဝန်တာဖြစ်ရချစ်ငယ်ပြောရတဲ့ပေါ့လေဝိနာရောက်သွားလုံလဲလေဟိုဘလို့ခေါမလဲငါတော့အစိုးရကြီးဖြစ်ပြီးဆိုတော့စိတ်ထဲမှာမထားဘူးနော်မမနာမချီရဘူးနောက်ပြီးတော့မရလုံလဲအမငင်ရဘူးနောက်ပြောင်ခွဲနောက်ပြိုင်ခွဲတွေအများကြီးရှိသေးတယ်ကိုကအသက်ငယ်ငယ်လေးပဲရှိသေးတယ်လေနော်အဲ့ကြောင့်ဟို မလျှော့တော့ဇွဲလုံးလာနဲ့ဆက်ပြီးစူးစမ်းကြပါလို့ winner ဖြစ်တဲ့သူတွေတိုင်းလည်းအဆိုတော်မဖြစ်ပါဘူးအအဆိုတော်ဖြစ်တဲ့သူတိုင်းကလည်း winner မဟုတ်ကြပါဘူးအဲ့ဒါလေးကိုခေါ်အားယူပြီးတော့စူးစမ်းကြပါနော် တိဖြစ်ရတယ်ဒါလေးအဲ့ဒီကလေးလေးရသားလေးကလေးလေးတွေကထွက်သွားတဲ့ကလေးဆိုတော့သူတို့ကစိတ်အားမ feeling ဖြစ်မယ်လေအဲ့ဒီ feeling ကိုချက်ကမလို့စေချင်သူတို့လည်းအပျော်လေးပြီးလဲသူတို့လည်းကိုစီကိုစီ friends လေးရပြီးသားရပြီးသားကလေးတွေကိုထပ်ပြီးတော့ pro ဖြစ်သွားတာပေါ့ကိုပြောတာပေါ့တာကြီးဝမ်းသာတာပေါ့ကျေးဇူးရတင်ပါတယ်ချစ်ငယ်ဒီနေ့ထိချစ်ပေးတယ်ဆိုတာကလည်းဒါတော်ရုံမြတ်တာမဟုတ်ပါဘူးเนาะအချစ်ငယ်အရာကိုကျေးဇူးတင်ပါတယ်